နိုဝင်ဘာ၄ရက်နေ့မှာကြာရောက်တဲ့တစားမုံလာပြညာကပန်းတကူကောင်းရင်ထိခိုက်ဒဏ်ရာရရှိသူ၁၀ကျော်ရှိတယ်လို့လူမှုကွန်ရက်ရဲ့အသင်းတွေထံကသိရပါဗျ။လမ်းမတွေပေါ်မှာကားရီပေါ်ကနေပန်းတကူပြစ်ချတာကိုလိုက်ကောက်ရင်ရင်တိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးဒဂုံမျိုးတဲ့အရှေ့ပိုင်းဒဂုံမျိုးတဲ့မြောက်ပိုင်းနဲ့မြောက်ကလာပမြို့နယ်တွေမှာလူဆက်နှက်အိုးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးမြောက်ကလာပစေယုံကြီးကိုပို့ဆောင်ပေးခဲ့ရတယ်လို့မြစ်တာတင်ကဟနိုင်ကူညီမှုအသင်းထံကသိရပါဗျ။ဒါအပြင် နေပြည်တော်ပြင်မနာမြို့ပန်းကင်းမီးပွားအနေမှာနိုဝင်ဘာ၄ရက်ညပိုင်းကပန်းတကူပြပီးလမ်းမေးမှာရက်ကြည့်နေတဲ့ဆက်တနစ်အရွယ်မင်းကလေးတအိုးကားတိုက်ခံခဲ့ရတယ်လို့သိရပါဗျ။ဒါ့ပြင်ပြင်မနာမြို့လက်ပံခါလကျေးရွာအနေမှာလည်းပတ်စံကောင်းနေတဲ့အမျိုးသားတယောက်နဲ့ကိုရင်တပါးကိုဆိုင်ကယ်ကဝင်ရောက်တိုက်မိတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့သေးတယ်လို့လည်းသိရပါဗျ။1389ခုတစောင်းမုံလာပြင်းနဲ့ 2025ခုနှစ်နိုဝင်ဘာ4ရက်ညမှာရေကုန်မြို့မှာရှိတဲ့မြို့ရင်းလမ်းမကြီးတချို့နဲ့မြို့နယ်တချို့မှာရှိတဲ့လမ်းတွေမှာပန့်တကူကောက်ယူသူများပြားခဲ့တာဖြစ်ပါတယ်။ဒဇောင်မုံလဟာမြန်မာလူမျိုးတွေအတွက်ကထိန်လူတော်ကျင်းပါတာ မတုံးသင်ကန်းရက်ချုပ်ပူဇော်တာတွေပြုတ်လုတဲ့လမ်းမြအခါသမယတစ်ခုဖြစ်တယ်လို့တစားမုံလမ်းပြင်းနေမှာပန်းတကူပြစ်တာတွေကိုလည်းမြမရိုးရအစင်လာအရပြုတ်လုလေးရှိတာဖြစ်ပါတယ်။ပြီးကြတဲ့နှစ်တစားနိုင်ကာလအတွင်းမှာလည်းပန်းတကူပြစ်ရကနေမတော်တဆလူသေဆုံးမှုတွေရှိခဲ့တဲ့အတွက်အခုနှစ်ပန်းတကူကောက်ယူမှုတွေအတွင်းမြို့နယ်တချို့မှာရှိတဲ့လူမှုကူညီရေးအဖွဲ့အစည်းတွေကကူညီဆောင်ရွက်မှုတွေပြုတ်လုပေးခဲ့သေးတာဖြစ်ပါတယ်။